ော့ပြူသေးဘူးပြူလို့ပေါ့ချက်ချင်းဝုန်းပြူကြပါချက်ချင်းမြေကြီးကြပါအာရင်ထဲမှာတော်တော်ခံစားရပါလေတို့လို့ပြောပြရမယ်ဟဲ့ရိုင်းကျော်ပါပြီစကိုင်းတရာတွားပြီစကိုင်းကိုဖဟိုချက်ပြူပြီးတော့တုတ်သွားခဏစမ်းမှာခဏဆိုအင်အားနဲတာမဟုတ်ဘူးစကိုင်းကိုမန်တလေးဆိုမန်တလေးဆိုလုံးဝမြို့ပြတ်ကြီးသလိုအောင်ဖြတ်သွားရနော်မာမျက်မှုနိဘုရားကြီးဒီမုတ်ဦးလေးအထဲထဲကပြစင်ရန်နေပြူကြနေတယ်မင်းတို့ အာစေမောင်ပြီးလို့ရှိရင်အင်းဝါမင်းနုအုပ်ချောင်းတို့မန္တလေးဒီအာမဆိုးရင်ကျောင်းတိုင်းเนาะအဲကျွန်တော်ကဗုဒ္ဓဘာသာဖြစ်တယ်လေဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်ဟိုဇေဒီတစုရဲ့ထီတော်မေခမြင်လာရတဲ့အချိန်ပါဗျာအမှတမရုပ်မာလေလို့ခေါ်မယ်အောက်တန်းစိတ်တဲ့အောက်တန်းကြတယ်ဒီလောက်တော့ဖြစ်နေတဲ့ဟာကိုဒီလိုခိုးတယ်ဆိုတော့ဗျာသူ့ရဲ့စိတ်ကတော့ အာကျွန်တော်တို့နိုင်စရာတော့မရှိတော့ဘူးအဲ့တော့ပြောချင်တဲ့သဘောတရားဟိုပွဲလန်လုံးဖြာမခင်းပါနဲ့နော်အာဒီကုနာလည်းဟိုမှာဟိုကျွန်တော်ဥစားဖြစ်ပေါ်ပါကြီးလို့ငိုပြီးွားပြီဘလို့ကျွန်ကျွန်တော်အဲ့ဖြစ်နေတဲ့အချိန်မှာကျွန်တော်အိမ်မှာအိမ်မှာပဲနေရပါတော့ပြီးကျွန်တော်တို့ဒီပွဲကပြီးပြန်လာအိမ်မှာပဲနေနေတာ လှုပ်ပဲမှနေဖြည်းဖြည်းလှုပ်တယ်ဆိုကိုကိုခေါင်းမှုရထင်တာမေ့ရတယ်တော့လေခေါင်းမှုရတာဘယ်ဟုတ်မှပြောတော်တော်ကြမ်းတာဒီဘောဒီဘောသွားတာစကိုင်းကိုပဟိုချက်ပြုတ်ပြီးတော့လှုပ်သွားတယ်9.9ဆိုတော့အင်အားနဲတာမဟုတ်ဘူးအဲ့ကကြတော့ကျွန်တော်တို့ဒီရန်ကုန်မှာတော့မှဒီလောက်ဖြစ်ရင်စကိုင်းကိုမန္တလေးဆိုမန္တလေးဆိုလုံးဝမြို့ပြက်ကြီးသလိုအောင်ဖြစ်သွားတယ်နော်ကျွန်တော်အဲ့မှာချက်ချင်းကျွန်တော် ပြီးလဲပြီးတော့ TikTok မှာ Facebook မှာလည်းကြည့်လဲကြည့်လိုက်ပေါ့ဟာ မာမျက်မှုနိဘုရားကြီးဒီမဟုတ်ဦးလေးအထဲတဲ့ပစ္စယံနေပြူကြနေတယ်နော်အာစေမောင်ပြီးလို့ရှင်အင်းဝါမင်းနုအုပ်ချောင်းတို့မန္တလေးဒီအာမဆိုးရင်ကြောင်းတိုင်းနော်အမ်ဖုတ်ဒီလူတယောက်ကရိုက်ထားတာသူကရိုက်ထားတာလှုပ်ဘာမှမပြူသေးဘူးသူကချက်ချင်းပြူကြပါချက်ချင်းမြေကြီးကြပါအာရင်ထဲမှာတော်တော်ခံစားရပါတယ်တို့လိုပြောပြရမယ်ပြောမပြတတ်အောင်ဘာဖြစ်လို့ဆို ကျွန်တော်တို့အမှုပညာသမားတွေကတာမန်လူတွေပို့ပြီးခံစားရတယ်ဘာလို့လဲဆိုတော့တဘာသူရဲ့ဟာကိုခံစားပြီးအလုတ်လုတ်ရတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ဒီလိုဖြစ်တဲ့ကကျွန်မကစိတ်မကောင်းဘူးပြီးရပြောလူတွေလည်းမနေဘူးเนาะအခုဆိုတော့အယောက်600ကျော်ပြီးတယ်မန္တလေးမှာเนาะကျော်သတင်းကြားရတယ်မင်းကြီးတော့မှ200လောက်ဟို200ဆိုတော့ဘိုင်ကောက်မှာ200ရတဲ့လူသေးရเนาะဒီတိုက်ပြူကြောင်မြန်မာပြည်ပါသွားတယ်နော်ပြီးတော့ပြီးတော့ ဒီမြတ်ဒိန်းနန်တို့ပြီးတော့ရွှေဆိုင်ရန်တကယ့်ဟိုနော်ကျွန်တော်တို့တမိုင်းဝင်နဲ့အမွေနှစ်တွေအကုန်လုံးပြက်စီးတာပြီးတော့ကုသူတို့ဖျားကြီးပြိုလာပဲဟာစကိုင်းတရာစကိုင်းတရာတွားပြီဟဲ့ရိုင်းကျော်သွားပြီတကယ့်ဟိုနော်ဘပြောပြရင်တော့မှတော်တော်ကြီးယူရှင်တာဖို့ကောင်းပါလေဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာမှုအမွေနှစ်တွေဒီနေ့မှ UNESCO မြန်မာတကြံလေး ဝင်လို့ပျော်နေမဲ့အချိန်မှာကအဲ့လိုကြီးမြင်တာလေအစင်မပြေဘူးကျွန်တော်တို့လူတွေအဲ့မှာကျွန်တော် TikTok တခုမှတွေ့ရရဲ့အုတ်ပုံထဲမှာယောက်ျားကြီးတံမဲနဲ့သူ့ခလေးရမိပြီးတော့သူ့တွေ့ကြသူငိုလိုက်တဲ့ဂျင်အောင်နဲ့អော်လိုက်တဲ့အတန်းဟာလေဟာကျွန်တော်ကြည့်နေတဲ့မျက်ရည်ကြာနေအခုတော့မပြောနေတာတိတ်အစင်မပြေရုံဖြစ်လာပြီเนาะအဲဘယ်လိုပြောရမလဲသူ့ရဲ့ မိဘတယောက်ရဲ့အရင်တွင်ခံစားချက်ကအာတကယ်ကိုသူ့နေမှာဆိုလဲကျွန်တော်ဖြစ်မှာအဆင်မပြေပြီးတော့ဖယားကျွန်တော်ကဗုဒ္ဓဘာသာဖြစ်တယ်လေဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်ဟိုဇေဂရီတဆူရဲ့ထီတော်မိခမြင်လာရတဲ့အချိန်ပါဗျာဘလို့ဖြစ်သွားမှာမသိရဘူးအခုပြောရင်လည်းသိအဆင်မပြေဘူးနော်ဟို နောက်ပြီးတော့ဖုံးကြီးကိုရင်လေးတွေဘယ်ဖုံးကြီးကြောင်းလဲမသိဘူးကိုရင်လေးနှစ်ပါးလက်ပြတ်သွားမြင်ရဒီနေ့မှကျွန်တော်မြင်တာအဆင်မပြေဘူးဒီနေ့လူတေတာကြီးလည်းမြင်ရတဲ့ခါကျတော့ပြောရင်တော့ခံစားရတာပေါ့ဗျာစိတ်ကိုမနဲ့ထိန်းရတာကိုလည်းသိတယ်အဲ့တော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါဒါကတော့ဟိုကပ်ပြီးဖြစ်တာတော့ဘယ်သူမှမကြုံမသိထားတဲ့အတွက်ကြောင့်တော့ဒါကတော့ မတတ်နိုင်ဘူးဗျာလမ်းမဲ့ပြီးပြီးတွေ့ရတဲ့သဘောတက်ရောက်တာပေါ့အဲ့တော့ဘလို့ပဲဖြစ်ကျွန်တော်နုပညာတပန်းတစ်ယောက်အနေနဲ့ပြီးသူတွေကပေါက်ဖွာလာတယ်ပြီးသူချင်းမြောင်စားတို့တောက်ကြွားခဲ့တဲ့မင်းသားတစ်ယောက်အနေနဲ့ပြီးသူနဲ့တသားတည်းရှိပါတယ်စိတ်မကောင်းဖြစ်ရအဲ့တော့အတက်နိုင်ဆုံးကျွန်တော်မြန်မာနိုင်ငံတပင်ဆင်းရောင်းရတယ်ကျွန်တော်တို့အလူငွေတွေကောက်ခံပြီးတော့ဒီဟိုဒီရံပုံငွေပွဲတွေလုပ်ဖို့လေစီစဉ်နေပါပြီအဲ့တော့ပြီးသူတွေနဲ့တသားတည်းရက်တည်ရတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်အရန်နဲ့စိတ်မကောင်းဖြစ်ရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့တမိုင်းဝင်အမှု အမွေအနှစ်တွေရှုံရှုံသွားတဲ့အတွက်ရင်းနှင်းမြခံစားရပါတယ်ဆိုုံပြောရင်ပါတယ်ဘလောက်အောင်ရှင်းမြန်တော့ဒါပဲပေါ့ပြည်သူတွေနဲ့တသားတဲ့အမှုပညာသမားတွေဆိုတာလေပြည်သူတွေကပြည်သူတယောက်ပဲအဲ့တော့ပြည်သူတွေကပြည်သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ပြည်သူဒီဖြစ်တဲ့အကြောင်းပြည်သူတွေကပြည်သူတယောက်ဖြစ်တဲ့အမှုပညာသမားတွေဒီပြည်သူနဲ့တဘာတဲ့ရက်တည်တယ်အော်မခန်နေဝင်နော်ဘလို့ဖြစ်ဖြစ်သူပြီးသွားမဲ့ခလေးတွေကိုစောင့်ရှောက်ထားတယ်အဲ့ဒီအတွက်ကြောင့်သူအထိုက်အခု ဆိုလို့ရှိရင်အခုဖြစ်တဲ့အနေအထားမှာသူမတ်တမူလေးတိန်းတထောင်ကသူစမတ်တီဘယ်တော့ကျင်းဖို့ကောင်းတယ်ဘယ်တော့ပျော့ပျော့တာမဟုတ်ဘူးကျင်းလို့ကောင်းတယ်သူမတ်တီအနောက်မှာသူနဲ့သူရဲ့အတီးတွေပဲဖြစ်ရသူရဲ့ fan တွေပဲဖြစ်ရသူ့ကိုလှူဒန်းနေကြပုံပွဲပဲဖြစ်ထဲဝင်ပြီးလှူဒန်းနေတဲ့ကြောင့်အတိဒုက္ခရောက်နေတဲ့သူတွေကိုကျွန်တော်ဘယ်လိုပဲအုတ် တစ်ချက်တဲတမုံတော့ပဲသူတို့အတွက်ဘယ်လိုပဲအထောက်အကူဖြစ်သွားရင်ကျွန်တော်တို့ပီတီဖြစ်ရတယ် ကုသူလည်းရဝမ်းလည်းဝဆိုလို့ပေါ့ပီတိဖြစ်ရတယ်အဲ့တော့ကျွန်တော်တို့ဒီကလေးကျွန်တော်တို့တပင်အတိုင်းတို့တော့ဒါရုပ်ရှင်အတိုင်းဝိုင်းအဲကျန်တဲ့ဒီပရာဟီတာဒီဘောင်းဆောင်တော့ဒူလေးနော်လုံနေကြပါပြီအဲ့တော့ပြီးခဲ့တဲ့နော်ရခိုင်တော့လည်းကျွန်တော်တို့လုပ်ကြတယ်နော်အဲမြို့သားဆောင်မှာကျွန်တော်တို့ကကြတယ်တပင်ရုပ်ရှင်ဂီတာပါဝင်ပြောဟိုဒါလည်းကျွန်တော်တို့လုပ်ကြမှာပါဘာဖြစ်လို့ဆိုတော့ဒီထိုင်တဲ့တော်တော်အချိန်ကြီးဆိုးတယ်ဘာဖြစ်လို့မန္တလေးစကိုင်းအောင်ပန်းအဲ့ဘက်ကအများဆုံးဖြစ်ကြတယ်မန္တလေးနဲ့စကိုင်းတော့အဆိုးဆုံး အဲ့တော့ကျွန်တော်တို့ဒါပြန်လဲထူထူထောင်မှုတွေနိုင်ငံတော်မှာတာဝန်ရှိသူကျွန်တော်တို့လူပြည်သမားတွေမှာတာဝန်ရှိသလိုအဖက်ဖက်ကဟိုဒီက social media ဒါကလေဒါလီလိုင်းရနေရဒါတဆင့်ဒါဒါပံ့ပိုးတယ်လို့ပဲပြောရမှာပေါ့နော်ဒါဒီလိုပြောမေးလက်ရှင်အပြင်ကျွန်တော်တို့ဒီလိုမျိုး speaker လုပ်လဲအတွက်ကြောင့်အနောက်ကနေပြီးတော့ဒီတထေးဒီအလူဝင်နဲ့ပါဝင်ပြီးတော့ဒါဒါဒါပါဝင်ချမ်းမဲ့သူတွေတိသွားမယ်တိသွားတဲ့ခါကျတော့မှအဒီဒီခွာရောက်နေတယ်သူပါဝင်ကူညီနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပါဝင်ထပ်ပြီးတော့ကျွန်တော်တို့လုံးမဲ့ဒီရန်ပုံငွေဝေးတွေမှာလည်းကျွန်တော်တို့ ပွဲတွေလာမကြည့်နိုင်ရင်တောင်မှလေတွေကနေဖုန်းလေးနဲ့ထည့်ဝင်ပြီးတော့ငွေလေးတွေလှူနိုင်ပါတယ်ဒါတွေဒီအကုန်လုံးဒီအခုဖြစ်နေတဲ့ဒုက္ခရောက်နေတဲ့သူစီသွားမှဖြစ်ပါတယ်ဂျာကြီးကအောက်တန်းအယံကြသွားပြီလေဒါကြီးကမဖြစ်သေးဘူးဒီလောက်တောင်ဖြစ်နေတဲ့ဂျာကြီးဒီလိုငခုံးမတကောင်ကြောင့်ဒီလက်ညှိုးထော်တလေလုံးမှပုတ်စေပါနဲ့အမတမရုပ်မာလေလို့ခေါ်မယ်အောက်တန်းစိတ်တက်အောက်တန်းကြတယ်ဒီလောက်တော့ဖြစ်နေတဲ့ဟာကိုဒီလိုခိုးတယ်ဆိုတော့ဗျာသူ့ရဲ့စိတ်တက်က အာကျွန်တော်တို့နိုင်စရာတော့မရှိတော့ဘူးအဲ့တော့ပြောချင်တဲ့သဘောတရားဟိုပွဲလန်ုံဖြာမခင်းပါနဲ့နော်စီးပွားရေးအချက်တဲတွေဖြစ်နေတာကိုနားလဲပါတယ်ယောက်ျားလေးဆိုလဲကိုယ်မခွန်းနဲ့အားနေပေါ့ဗျာမရှိတောင်းစားခွက်တလုံးကျွန်တော်ပေးလိုက်မယ်အဲ့ဒါကြီးကတော့အဆင်မပြေဘူးလေနော်မလုပ်ကြပါနဲ့လို့ပဲပြောချင်ပါတယ်ကျွန်တော်ဒီဒီထက်ပြောလဲကျွန်တော်အဆိုးကြီးထွက်လာမှာပေါ့ဆိုလိုပါနော်ဘလို့မမနိုင်ငံကြီးနော်ကပ်ဘေးကြီးစိုက်နေတဲ့အချိန်မှာဘလို့ပဲဖြစ်ဖြစ် ဖြစ်သွားကြတော့မန္တလေးရပြည်သူတွေစကမ်းရပြည်သူတွေအောင်မန်းပြည်သူတွေကျွန်တော်ရန်ကုန်မှာလည်းဖြစ်တယ်လို့ဘန်ကောက်မှာလည်းတည်ဆုံသွားတဲ့လူတွေရှိပါတယ်အရန်စစ်မကောင်းဖြစ်ရပါတယ်အဲ့ဒါကြောင့်အာမေရပါနဲ့ပြည်သူတွေရပြည်သူဖြစ်တော့ကျွန်တော်အမှုပညာရှင်တွေတဒတ်တအားကျွန်တော်တို့အုတ်တချက်အသေးတဝင်ရေးရေးတမှုတဲတဆုပ်ပောင်းဝင်မှမယ်အဲ့ဒါကြောင့်အာမေငယ်ပါနဲ့ကျွန်တော်နိုင်နော်ပြန်လေထူထောင်မဲ့အဖွဲ့ရလည်းရှိပါတယ်အဲ့ဒါကြောင့်အာမေငယ်ဝယ်ပြောချင်ပါတယ်ကျွန်တော်တို့ပရဟိတအဖွဲ့တွေကျွန်တော်အမှုပညာအဖွဲ့တွေရနေပြီးတော့ကျွန်တော်အခုချိန်ကစပြီးတော့ကျွန်တော်တို့ ဒီပရာဟိတာပွဲတွေလို့ပြီးတော့ရမုံငွေလေးရှာပြီးတော့ဟောဒီကကျွန်တော်တို့ရဲ့ပြည်သက်တီးပြည်သူတွေကိုတရောက်တအားနေပြီးတော့ကျွန်တော်တို့အားပေးပါမယ်လို့ပြောချင်ပါတယ်